အရွယ်မတိုင်မီမဖြစ်မနေလက်ထပ်ကြရတဲ့ဘင်္ဂလားဒေ့ရှ်ကမင်္ဂလာပွဲများအားလုံးပဲမင်္ဂလာပါကဘာပေါ်ကထူးထူးဆန်းဆန်းအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အိမ်တော်ပြုမင်္ဂလာဆောင်တာကနှစ်ဖက်အတိုင်းဝိုင်းတစ်ခုရောရှက်တာဖြစ်ပြီးတော့ဒဇိန်းနေရာနေနှစ်ဖက်အတိုင်းဝိုင်းအမျိုးတော်သွားတဲ့အရင်ကိုပျော်စရာကောင်းတဲ့ပွဲတစ်ပွဲပါအိမ်တော်ပြုလိုက်တာကလူတစ်ယောက်ချင်းစီကနေနှစ်ယောက်လုံးတက်ဆိုင်တဲ့ဂုံငွေကြော်ကြမှုစိတ်ချမ်းသာစရာတွေ ကံကောင်းခြင်းတွေအားလုံးကနကိုတစိနှလွာပေါင်းကတရက်ဖြစ်တဲ့ဆွဲတော်ရွက်လေးလိုဘဝမျိုးဖြစ်သွားပါပြီ။နေရောက်စလုံးကအိမ်အောင်စုတစုတည်းမှရှိသွားပြီးတော့စီးပွားရေးလူမှုရေးကျန်းမာရေးတွေကလည်းတယောက်ကိုတယောက်ကိုင်းကျွန်းမီကျွန်းကိုင်းမီဂရုစိုက်ကြတာလေးတွေကအရန်ကိုကြည်နူးပျော်ရွှင်ဖို့ကောင်းပါတယ်။နှဖက်မိဘအတိုင်းဝိုင်းရဲ့ပျော်ရွှင်စရာတွေကိုမျှဝေလို့ရပြီးတော့ကောင်းချီးမင်္ဂလာတွေစုတောင်းမြတ်တာတွေပို့ပေးတာတွေကလည်းအရန်ကိုကြည်နူးဖို့ကောင်းပါတယ်။တယောက်တည်းအထီးကျန်နီလာတာကနေနှစ်ယောက်တဘွားအိမ်အောင်ပြုလိုက်တာက စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုအများကြီးတက်တာစေပါတယ်ပြဿနာတစ်ခုခုဖြင့်တယောက်ကိုတယောက်အားပေးနှစ်သိမ့်ပေးနိုင်ပြီးတော့နှယောက်တိုင်ပင်ပြီးပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်ပါတယ်တယောက်တည်းပဲတိတိလောက်အတွင်းနဲ့ဖြေရှင်းတာတည်းဆိုင်ရင်နှယောက်ဖြေရှင်းတာကအမားလဲနေတာကြောင့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကနေကင်ဝေးပြီးစိတ်ကြမ်းမရည်ဒီအများကြီးတိုးတက်ကောင်းမွန်လာနိုင်ပါတယ်တယောက်တည်းနေတော့ကဖြစ်သလိုချက်စားနေရကနေအိမ်တော်နဲ့နှစ်ယောက်ဖြစ်လာတော့ဖွဲ့ဖွဲ့ရရချက်ပြုတ်စားတော့ဖြစ်လာနိုင်ပါတယ် မချက်စားပြစ်တဲ့နေ့ဒီမှာလည်းအဖော်ရတော့နှယောက်တူတူအပြင်ထွက်စားပြစ်နိုင်ပြီးတော့အစားမမှန်တဲ့ပြဿနာတွေကနေလည်းကင်းဝေးနိုင်ပါတယ်အစားအသောက်တွေကိုလည်းပုံမှန်စားပြစ်ပြီးတော့မတန့်တဲ့အစားစာတွေကနေလည်းကင်းဝေးနိုင်တာကြောင့်အစာအိမ်နဲ့ပတ်သက်ပြီးကျန်းမာရေးပြဿနာတွေလည်းနှေးပါသွားနိုင်ပါတယ်ခန္ဓာကိုယ်ကျန်းမာရေးတွေမဟုတ်ဘဲနဲ့စိတ်ကျန်းမာရေးပါကောင်းစေနိုင်တာကိုတော့ကျွန်တော်ပြောခဲ့ပြီးပါပြီအိမ်အောင်ပြုလိုက်တာကြောင့်လွတ်လပ်ရေးဆုံးရှုံးသွားတယ်လို့ထင်ရနိုင်ပေမဲ့တယောက်နဲ့တယောက်စိတ်တူကိုယ်တူ အတူတော်အတူစားလို့ရတာကြောင့်အရန်ကိုပျော်ရှင်ကြည်နူးမှုတွေရနိုင်ပါတယ်။နှယောက်ကိုတိတာတွေတက်တာတွေဝင်မြပေးင်းနဲ့အသည့်ပညာတွေပို့ပြီးတော့ရသွားနိုင်ပြီးတော့အတူတူတိုင်တိုင်ပင်ပင်နဲ့စူးစမ်းကြရင်စီးပွားရေးမှာလည်းအောင်မြင်မှုတွေကြီးကြီးမားမားရနိုင်ပါတယ်။စီးရည်ဆဲကန်တဲ့ဆိုတဲ့အတိုင်းမောင်တန်မက်ရဲ့စူးစမ်းကြရင်ခဏလေးအတွင်းမှာပဲလက်လာပါတွေပေါ်များပြီးတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုခဏလေးအတွင်းမှာရလာနိုင်ပါတယ်။ကိုချစ်မြတ်တို့နစ်တက်ပြီးတော့နှစ်ဖက်အတိုင်းဝိုင်းကြည်ပြူတဲ့ လူစိတ်ရှိတဲ့လူမျိုးနဲ့အိမ်တော်ပြုပစ်ခဲ့ရင်တော့မဖြစ်မနေဒီအကျိုးတူးတွေကိုခံစားရမှာတော့အသေးကြပါပဲအိမ်တော်ပြုတာကကောင်းကျိုးတွေအများကြီးရှိနေရဆိုပေမဲ့အိမ်တော်ပြုလိုက်တဲ့လူတိုင်းအတွက်တော့မမှန်ပါဘူးလူစိတ်မရှိတဲ့လူမျိုးတွေနဲ့အိမ်တော်ပြုမိရင်လူစိတ်မရှိတဲ့အတိုင်းဝိုင်းတွေနဲ့ပတ်သက်မိရင်တော့အိမ်တော်ပြုတာငရဲကြသလိုခံစားရမှာပါအိမ်တော်ပြုလိုက်တဲ့အချိန်ကနေတည်ရတိဘဝသက်သင်တစ်လျှောက်လုံးထောင်ကျနေသလိုစိတ်ဆင်းရဲစရာတွေအများကြီးတွေ့ကြုံခံစားရတော့မှာပါ ီလိုငရဲကြနေရလို့ခံစားရစီတယ်အိမ်တော်ပြူရာတွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကအယွေမရောက်ခင်အတင်းပေးစားခံနေရတဲ့ကလေးတွေလည်းပါဝင်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာကတော့မိတ်ဆက်ပေးစရာမလိုလောက်အောင်ကိုလူကြီးမင်းတို့သိပြီးသားဖြစ်မှာပါလူကြီးပေါများပြီးတော့အစာအစာပြင်အစစအရာရာပါရှားပါလုံးတော့လူနှမ်းစီမနေနိုင်တဲ့လူတွေအများကြီးမှအများကြီးရှိပါတယ်လောင်းကောင်ရှာဖို့ကလည်းအရန်ခက်ခဲတာကြောင့်မိဘတွေကသူတို့သမီးတွေကိုအရွယ်မတိုင်ခင်အိမ်အောင်ပြုစေပါတယ် သူတို့ကိုယ်တိုင်တော့ခက်ခဲနေတော့သူတို့ကလေးကိုရှာကျူးရမယ်စာအိမ်တော်ပြုစီတဲ့မိဘတွေရှိသလိုသူတို့သားသမီးလေးတွေကိုသူတို့ထက်စာရင်ပိုကောင်းစားစေခြင်းနဲ့စိတ်မျိုးနဲ့အိမ်တော်ပြုစီတဲ့မိဘတွေလည်းရှိပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်သူတို့လေးတွေရဲ့အိမ်တော်ရောတော့မကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကအိမ်တော်ပြုဖို့အတွက်အရန်ကိုငယ်လွန်းနေတာကြောင့်ပါ။တကဘာလုံးကကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့အရွယ်ကို16နှစ်လို့တတ်မှတ်ထားပေမဲ့ဘင်္ဂလားဒေ့ရှ်မှာတော့အိမ်တော်ပြုတဲ့အမျိုးသမီးတွေရဲ့အသက်ကအရန်ကိုငယ်လွန်းပါတယ်။ ဆန္ဒနည်းနဲ့အိမ်တော်ပြုကြတဲ့သူတွေရှိပြီးတော့၁၇နှစ်အရွယ်အထိတောင်ပါနေပါတယ်ဘင်္ဂလားဒေ့ရှ်မှာဆန္ဒနည်းအောင်အမျိုးသမီးတွေလက်ထက်တော့ကမ္ဘာမှာအမြင့်ဆုံးမှာနေရာယူထားပါတယ်လက်ထက်တာကကျွန်တော်ပြောခဲ့သလိုအရန်ကောင်းတဲ့ဆိုပေမဲ့အရွယ်မတိုင်ခင်လက်ထက်တာကတော့တက်တန်းတစ်လျှောက်လုံးမှာစိတ်ရောကိုယ်ပါထိခိုက်မှုတွေအများကြီးဖြစ်စေနိုင်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာအရန်ကိုဆင်းရဲပြီးတော့နေစရာအတီတကျရဖို့အတွက်လည်းအရန်ခက်ခဲတာကြောင့်ကလေးတွေကိုလက်ထက်ပေးလိုက်တာကအကောင်းဆုံးနီးလန်းလို့ပဲသူတို့တွေးလာကြပါတယ် ပညာရောကောင်းကောင်းတင်ကြရဲ့လားလို့တော့မေးစရာတော့လုံးဝမထင်တော့ပါဘူး။စားဝတ်နေအတွက်တော့အဆင်မပြေလို့အိမ်တော်ပြူတာပဲအကောင်းဆုံးလို့ထင်ကြတဲ့မိသားစုတွေမှာပညာရေးပြပြဝဝမရနိုင်တာတော့အံ့ဩစရာမရှိတော့ပါဘူး။နိုင်ငံကပညာရေးကိုအခမဲ့တင်ကြခွင့်ပေးထားတယ်ဆိုပေမဲ့ကျောင်းသွားဖို့သွားလာစရိတ်စားဖို့ဖိုးရလောက်တော့မတက်နိုင်ကြတာကြောင့်စိုးကန်းတိုင်အောင်ကျောင်းတက်ကြရသူတွေအရင်နေပါတယ်။တချို့မိန်းကလေးတွေဆိုရင်အိမ်တော်ပြူတဲ့အချိန်ရောက်မှကျောင်းကနေထွက်ကြရတာမဟုတ်ဘဲနဲ့ကျောင်းကနေထွက်ထားရနစ်နေပြီးတော့ အင်ကူလုတ်တွေလိုမျိုးအလုတ်တွေကိုလုံနေကြရပါပြီ။ကျောင်းကထွက်ပြီးအင်ကူလုတ်ပြီးတော့အခက်ခဲနေရင်ဆိုင်ရဒီလိုနဲ့ပဲအိမ်ကပေးစားရသူတွေနဲ့အိမ်အောင်ပြုကြရပါတော့တယ်။ကျောင်းဆရာတွေရဲ့ပြောပြချက်အရ10နှစ်ကျော်လာရင်ငငယ်တော့တက်လာခဲ့တဲ့ကလေးတွေကလည်းတယောက်စနှစ်ယောက်စစပြီးတော့ကျောင်းမလာကြတော့ပါဘူး။လုံကောင်းကင်ဝင်သွားတဲ့ယောက်ျားလေးတွေရှိသလိုအိမ်အောင်ပြုထားကြတဲ့မိန်းကလေးတွေလည်းရှိပါတယ်။တကယ်တော့အိမ်အောင်ပြုထားကြတဲ့သူတွေကအိမ်အောင်ပြုနိုင်တဲ့အမျိုးသမီးအရွယ်တွေမဟုတ်သေးပဲနဲ့ ကစားရင်စာတင်ရင်လောက်ရမယ်မိန်းကလေးအရွယ်လေးတွေပါအရွယ်မတိုင်ခင်အိမ်တော်ပြုကြရတော့ယောက်ျားကစူရာဆဲတာရိုင်းနေတာတွေအပြင်ယောက်ျားဘက်အတိုင်းဝိုင်းကစူဆဲတာရိုင်းနေတာတွေထိပါခံကြရပါတယ်အစင်မပြေလို့အိမ်တော်ပြုရတဲ့ပုံစံမျိုးနဲ့အိမ်တော်ပြုကြရတော့ပိုပြီးတော့ဖိနှိပ်ခံရတာလည်းဖြစ်နိုင်ပါတယ်ကိုရိုင်းကကလေးဖြစ်နေတဲ့အပြင်ကလေးပါထမ်းမွေးလာတော့ကလေးစိတ်မကုံသေးတဲ့အမေတယောက်နေနဲ့ဘာမှမလုပ်တတ်ပဲဆေးဝယ်ကူးဖို့လည်းပတ်စံမရှိနိုင်ပါဘူးဒီလိုဖြစ်ရတဲ့က ဘင်္ဂလားဒေ့ရှ်မှာ အများကြီးရှိနေတာဖြစ်ပြီးတော့တကယ်ကိုစိုးရွားလုံးပါတယ်အသက်မပြည့်ပဲအိမ်တော်ပြူတာကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းတရားမဝင်ပါဘူးဒါကြောင့်အသက်ကိုလိမ်လည်ပြီးလက်ထက်မတ်ပုံတင်တွေကိုလှုပ်ကြပြီးတော့တချို့တာဝန်ရှိတဲ့သူတွေကလည်းတိတိကျကျနဲ့ခွင့်ပြုပေးကြပါတယ်အဖွဲ့အစည်းတချို့ကနေပညာပေးအစီအစဉ်တွေအာဏာပိုင်တွေကလည်းတားမြစ်တဲ့ဥပဒေတွေထုတ်ထားပေးမယ်လေဒီလိုအရေမရောက်သေးတဲ့အိမ်တော်ပြူတာတွေကတော့ဖြစ်မြဲဖြစ်နေသေးပါပဲ။ အရွယ်မရောက်သေးတဲ့အမျိုးသမီးငယ်လေးတွေကခန္ဓာကိုယ်အပြင်စိတ်နဲ့နှုတ်ရတဲ့အကြောင်းကျမ်းမာရေးရောစိတ်ကျမ်းမာရေးပါအများကြီးဆုံးရှုံးနစ်နာနိုင်ပါတယ်ဒီလိုအရွယ်မတိုင်ခင်အိမ်တော်ပြုတာကိုဝိုင်းဝန်းတားဆီးသင့်ပြီးတော့တာယာတဲ့အိမ်တော်ရေးတွေဖြစ်လာအောင်ပညာပေးအစီအစဉ်တွေနဲ့တတ်နိုင်တဲ့ဘက်ကနေဝိုင်းပြီးတော့ကူညီကြတတ်ပါတယ်အခုကတော့အရွယ်မတိုင်ခင်မဖြစ်မနေလက်ထပ်ကြရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမင်္ဂလာပွဲတွေအကြောင်းကိုပြောပြပေးခဲ့တာပါအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုအမြဲတမ်းကြည့်နေတယ်ဆိုရင်တော့ page ကို like and follow လုပ်ထားပေးပါအဆုံးထိကြည့်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်